မမမတိတာဆန်ချောင်းဘာသာပြန်ဆိုထားတယ်။ရှုချူယုံရဲ့စက်ကူချာ။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆံမနဲ့တကွာသက်ဆိုင်ခြင်းများအလုံးထံမှာခွင့်တောင်းလိုက်ပါလိမ့်ရှင်။တရုတ်ရဲ့မျက်နှာခုခြေရင်းအောက်ခြေကဖာ2010ဇန်နဝါရီလ26ရက်အင်အားကြီးနိုင်ငံတနိုင်ငံပေါ်ထွက်လာလို့ဆိုတာအရာပေါင်းအထောက်အထောင်းနဲ့တိဆောက်ရတာပါတက်တွေကိုဖြုတ်လိုက်ရတယ် တောင်တွေကိုမိုင်းထောင်လိုက်တယ်။ကုန်းတွေစိတ်ကန်းတွေမူးမြော်တိုက်တွေစောက်ရတယ်။ကိုရေးကြည့်တာကတော့ဘယ်သူမှသတိမထားမိစေပဲလူတို့ရဲ့နှလုံးသားနဲ့စိတ်แทကိုလည်းထိုးဖောက်ရတယ်။လူငယ်ရဲ့ဆယ်နှစ်ကတော့သူတို့ကကျွန်တော်တို့ကိုအထင်သေးခဲ့ကြတယ်။အခုတော့သူတို့ကကျွန်တော်တို့ကိုကြောက်ကြတယ်။နောက်ဆယ်နှစ်မှာ သူတို့ကျွန်တော်တို့ကိုဘယ်လိုဆက်ဆံမယ်ဆိုတာဆက်ဆံကြည့်ကြတာပေါ့။ Beijing Fresh Hotel က coffee ဆိုင်မှာ ထိုင်နေတဲ့ ကျွန်တော်နာကလူကသူ့တငယ်ချင်းတွေနဲ့လေးလုံးထွားနေလေဒီဟိုတယ်ကပြန်ပြင်ထားတာမကြသေးတော့ဘလင်းရောင်တွေထင်းကြီးပြီးကောစောကောင်းစားကြီးတွေနဲ့ရင်းနှုံးကလူအတိုင်းဝိုင်းနဲ့ကင်းလို့ပြီးနေရာကုန်ထန်လို့တွေးကြည့်ခဲ့ဘူးတဲ့ဟိုတယ်နဲ့မတူတော့သလိုပါပဲတကယ်တမ်းအလျံကြီးကြီးဖြစ်နေတဲ့အပြင်ပန်းတရုတ်ရဲ့အတွင်းထဲမှာတော့1990ပြည့်နှစ်တွေကနေ2000ပြည့်နှစ်တွေကြာမှအပြောင်းလဲဆိုတာလူတွေထင်ထားတာတည်းနှိမ့်ကွင်းလာပါတယ် ခွင်မင်းဆက်ခေတုံကအခုဘယ်နောက်ဖြစ်နေတဲ့ကန်တိုမြို့မှာဆိုရဟာနိုင်ငံသားတွေကိုမြို့ရို့ပြင်မှာပဲနေရမယ်လို့အမိန့်ထုတ်ခဲ့တာကြောင့်သူတို့ကမြို့ရို့နဲ့မြင့်ချားကနေရမှာပဲနေထိုင်ခဲ့ကြပါတယ်။မော်စတွန်ခင်မှာတော့တန်ယုံရဲ့ Friendship Hotel ရဲ့ကသာနိုင်ငံသားတွေအတွက်တရုတ်ကိုမြင်နိုင်တဲ့ပြင်းပင်းပေါက်တွေဖြစ်ခဲ့ကြတယ်လေ။ကုရော်ဒါတွေကအတိတ်နဲ့တူတိမ်မြုပ်သွားပါပြီ။ဒီနေ့မှတရုတ်မဟုတ်သူတွေလည်းတနိုင်ငံလုံးခီးသွားခွင့်ရတယ်။ Friendship Hotel လို့သတ်မှတ်ထားတဲ့နေရာမျိုးမှာမနေလဲရတယ်။တရုတ်တွေဖို့လည်းအရင်ကလိုပြည်တွင်းခီးသွားလာခွင့်အတွက်ဘသူစာရွက်စာတမ်းတွေမလိုတော့ဘူး။ Friendship Hotel ကိုသွားလည်ခြင်းလည်းအရင်လိုနိုင်ငံခြားငွေလဲသွားစရာမလိုတော့ဘူး။နှစ်ပေါင်းများစွာကိုယ်ဘာသာအညွတ်ချိုးခဲ့ပြီးရဲ့နောက်မှာတော့တရုတ်ပြည်ကကိုယ်ဘာသာအရေးကြီးဆုံးလို့ခံစားတတ်နေပါပြီ။ကောင်းမွန်နိုင်ုံမကကမ္ဘာကိုအုပ်စိုးဖို့ဒီပါစီမံကိန်းကရှိနေပြီလေ။ ကမာကိုအုပ်စိုးဖို့အတွက်တရုတ်နေတဲ့ဘာကိုအာကူမှာပါလေ။ဘိုဘက်စ်ဝဲမှာထိုင်နေကြသူတွေကတရုတ်ရဲ့လူကုန်တန်တွေပေါ့။အကောင်းဆုံးဆိုတဲ့လက်ဖက်ရည်ကိုမှတောက်တယ်။မီနူးတွေကစေးကြီးဆုံးတစ်တီဘန်ကိုမှမှစားတယ်။သူတို့ပြောနေတာတွေကိုနားဆွင့်အကဲခတ်လိုက်ရင် သူတို့ဟာစွမ်းအင်ထုတ်လုပ်ပြီးစီးပွားအဆမတန်ဖြစ်နေတဲ့အတွင်းမွန်ဂိုလီးယားဒေသရဲ့အဲရိုဆဲဆိုတဲ့မြို့ကလာကြတာပဲ။ တို့စပင်တွေကတော့ဘဲကောင်းကေပုံပေါ့မျက်နာတွေဖောရံပြီးအသားရည်ကလည်းညစ်တစ်တစ်မှုဆစ်လိတ်တို့ရက်တို့ကိုကြိုးကြအောင်တောက်ထမ်းမန်းတော့တိတာတယ်လေလုံးထွားနေသူကအသက်နည်းနည်းကြီးပြီးသူ့မျက်နာကပိုဖောပြီးဇွေငါပိုပါတယ်သူကြည့်ရတာတောမြူလေးကနေဘေးချင်းမှနေရတာတိတ်ကုံယူနေပြီးကဘာကြီးကသူ့ခြေထောက်အောင်မလို့ယုံကြည်နေပုံပဲဒါတန်လက်ရှိလုပ်ငန်းဥက္ကဋ္ဌရဲ့မိန်းမเจ้าကနေပြောလာလိုက်တာဂျပန်ကုမ္ပဏီတစ်ခုနဲ့အိမ်ယာလုပ်ငန်းဖက်ဆက်လုပ်ရမှာ ဂျွန်တန်ခွနီယာမာတင်ရင်းနှီးတဲ့ Guardian International Company CEO ရဲ့တူအထီတော်ရောက်နေပြီသူစကားတွေရတော့သူကတကယ်လူကုန်တယ်ငွေသိမ်းပေါင်းများစွာချမ်းသာမှုရတယ်နိုင်ငံအကျိုးစီးပွားလုံးကလဝကြီးအုပ်ထားတဲ့စီမံကိန်းတွေကုမ္ပဏီတွေတော်တော်များများနဲ့ပတ်သက်နေတဲ့အင်ချဲမြေတိုက်ခန့်လုပ်ငန်းရှင်တယောက်ပဲတိန်ဆောင်ပင်ကတရုတ်ကိုတောက်တောက်ကြွားကြွားမနေနဲ့မတင်ပေါ်ပဲနေတာကိုခြေနဲ့ပါစေလို့မူဝါဒချမှတ်ပေးမှုတယ် ဒါပေမဲ့ဒီရက်ဒီချက်ဟာတစတစနဲ့တည့်ရမှုမရှိတော့ပါဘူးတရုတ်ဟာကမ္ဘာကြီးရဲ့ပုံစံကျအစီအစဉ်တွေကိုတဲ့တဲ့ကြီးချိန်ချောင်းလာနေပြီတရုတ်ရဲ့ကျန်းတဲ့ကမ္ဘာအစီအပိုင်းတွေပေါ်မှာတည့်ရမှုဟာမြည်ရထားတာမျိုးမဟုတ်ဘူးပြည်တွင်းမှာဖြစ်တဲ့တော်လန်ကြီးရဲ့ရလတ်ကြောင့်ဒါပါတရုတ်လူထုကဘလို့ရှင်တန်နေထိုင်နေဘလို့စည်းဝါးရေးလောက်ကြတယ်ဆိုတော့အနေထိုင်ပြုမှုတွေပြောင်းလဲသွားတဲ့အတွက်သာကျန်တဲ့ကမ္ဘာကြီးပေါ်မှာတရားမှုကြီးဖြစ်လာရတာပါတကယ်တော့လွန်ခဲ့တဲ့နှစ် 30ဒေါ်တွင်မှာတရုတ်အစိုးရရဲ့စီးပွားရေးထိုးတက်ပစီနိုင်ငံရေးတည်ငြိမ်ပစီဆိုတဲ့မာဗျူဟာတွေကပါမမပြောင်းလဲပဲတည်တိုင်းရှိနေကြတာပါပဲတရုတ်ဟာတည်ဆဲနိုင်ငံတကာပုံစံကျအစီအစဉ်ကိုပဲအကျိုးဖြစ်ထွန်းမှုကိုရယူခြင်းခဲ့တယ်တည်ဆဲအခြေအနေကိုစင်ခေါ်ဖို့ဘယ်တော့မှမရွယ်ခဲ့ဘူးရလက်ကတော့ရှောင်လွှဲလို့မရနိုင်ပေဘူးပေါ့တရုတ်မှာလူရည်ကတိတ်ကိုများလွန်းတော့ရေရှည်မှာပြည်တွင်းလူရင်းတွေကိုဖြည့်ဆည်းပေးဖို့ဆိုရင် နိုင်ငံတကာဈေးကွက်တွေပေါ်မှာတီမီရတာပေါ့တရုတ်မှာစွန့်ရင်တွေ့လွင်ကမတရားများလာတယ်လို့အလင်းမြန်ကြီးထွားလာနေတဲ့စီးပွားရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ကုန်ကျန်းကလည်းအလားတူပဲဒါတွေကကမ္ဘာပေါ်မှာပါရေရှည်အတွက်တရားမှုတွေဖြစ်စေတော့တာပါပဲဒီစီးပွားရေးပြောင်းလဲတွေကပဲနိုင်ငံရေးနဲ့လူမှုရေးတွေပေါ်မှာတက်ရောက်တာသဘာဝပါပဲတရုတ်အနေနဲ့အာဖရိကမှာရင်းရင်စနစ်ဖြစ်တာကိုအားပေးခဲ့တယ် ဥရောပစည်းကွဲမှာတချို့ကုန်ပစ္စည်းတွေရဲ့ရအားကိုတက်စီခဲ့တယ်။သူ့အဝင်ဝိုင်းထဲမှာသူ့စီးပွားရေးအနေအထားကပဲသူ့ကိုနိုင်ငံရေးမှာဩဇာရှိလာစေတယ်။တချိန်ထဲမှာတန်ဖိုးသိမ့်မရှိသလိုဖြစ်နေတဲ့ငွေကြေးတချို့ကိုတန်ဖိုးတက်လာစေတယ်။စီးပွားဘဝဝန်ထမ်းတွေကိုအချိန်နည်းတိုးတက်စေတယ်။ဒါတွေကပဲဒီနေ့ကမ္ဘာကြီးရဲ့နိုင်ငံရေးနဲ့စီးပွားရေးအဆောက်အုံတွေကိုပြောင်းလဲကြီးတွေဖြစ်စေခဲ့တယ်။ French Hotel မှာတိုင်နေကြတဲ့ လူကုန်တန်တွေရောအစ်စ်ပြင်းနိုင်ငံရေးသမားတွေကပါသူတို့နိုင်ငံရဲ့ဩဇာကိုအပြည့်အဝတရိပ်မထားမိကြလှပါဘူးတရားဟာအခက်တုံတုံလူသားကြီးလိုပဲမျက်လုံးတွေကာထခံရတယ်နှလုံးသားကပါမလာဘူးသူကိုယ်တိုင်းရဲ့လှုပ်ဆောင်မှုတွေကိုမထင်ဟန့်နိုင်ဘူးအဲ့ဒီနောက်ကမူဝါဒတွေကိုလည်းနားမလည်ဘူးဘယ်လောက်ထိနားမလည်လဲဆိုရင်အဲ့ဒီလှုပ်ဆောင်မှုတွေရဲ့အတိတ်နဲ့နဲ့ကျေပြတ်မှုကိုပါနားမလည်တာပေါ့သူကအဓိကအင်အားကြီးနိုင်ငံဖြစ် အဆင့်အတန်းနဲ့ခန္ဓာတောက်ပမှုတွေကိုလိုချင်တဲ့မျောလင့်နေဒါပေမဲ့အဲ့ဒီလိုနိုင်ငံကြီးမျိုးတွေမှာရှိရမယ်တာဝန်ယူမှုတာဝန်ခံမှုမျိုးကိုတော့လုံးဝတတိပြုမိမနေဘူးအဲ့ဒီလူကုန်တန်တွေရောတရုတ်ပြည်ပါတရုတ်စကားပုံတစ်ခုအရအာမြဲပြပြုတ်ကြီးလိုပဲပြောရမယ်ရေရင်းအခြေအနေမှာလုတ်တုတ်ကလေးထိုင်ပြီးကောက်ကင်ကြီးကတေးတေးချင်းချင်းလေးလိုထင်းနေတတ်တာလေသူ့ရွယ်စားကကကောင်းကင်ရဲ့တစိ့တစ်ပိုင်းကိုဖြစ်နေတော့တာကိုဒီတော့ဖားကအရွယ်ကြီးလာပါစေအောင် ရေရင်းအောက်ချီမှာပဲထိုင်မြဲထိုင်နေအောင်မှာပေါ့တရုတ်ရဲ့မျက်နှာရှိလူတူအောင်ပွဲ2010မေ30နှုန်းခဲတဲ့အနှစ်30ကျော်လောက်ကပြင်သစ်ကျောင်းသားတွေကိုဘယ်သူကိုအလေးစားကြီးညိုဆုံးလဲလို့မေးတော့သူတို့ကရန်ပေါ်ဆက်လို့မဖြေဘဲနဲ့ college လို့ဖြေကြတဲ့ college ကတီယိုတော်တော်စောကမော်ကားတွေပြောတတ်တဲ့လူရှင်တော့ပေါ့ ခေတ်ကပြောင်းခဲ့ပါပြီ60ခုနှစ်များစီကခေတ်စားခဲ့တဲ့ကမ္ဘာကြီးကိုပြောင်းလဲဖို့ဆိုတဲ့စိတ်ကူးအတွေ့ရောအိမ်မက်တွေရောဟာ90ခုနှစ်များစီရောက်တော့ထင်ရောက်ထင်မှားဖြစ်မှုနဲ့အမြင်ချင်းချင်းအနက်ဖွင့်ထားတဲ့တကွေဝါရရဲ့လို့ဖြစ်သွားခဲ့တယ်။တယောဟာတဆိုတာမျိုးဆက်တစ်ခုလုံးရဲ့စိတ်ခံစားချက်အနေထားပါပဲ။အားလုံးသောလူပေါင်းကတင့်ရဲ့ရည်ချက်ဆိုတာကိုပဲဂိမ်းဆိုင်တော်တယ်။တင့်တွေးခေါ်ရရဲ့တတ်တမ်းမမှန်အတွင်းသားအနှစ်သာရကိုဂိမ်းမဆိုင်ကြတော့ဘူး။ ယုတ်ပြီကလူတိုင်းကဇာရေးဆရာလေးဟန်ဟန်အကြောင်းကိုပြောကြတယ်။ခြေနေတွေကစိတ်ဖိစီးမှုတွေစိတ်ရှုပ်ထွေးရတာတွေတိတ်များလာတော့လူတို့အတွက်သူဟာနောက်ဆုံးမျောလင်းချက်လူတောင်ပြောရမယ်။လူကြီးမျိုးဆက်ကလည်းသူဟာစိတ်ရှင်းတယ်လို့မြင်တယ်။မီဒီယာတွေကလည်းသူ့ကိုသူ့အရွယ်မျိုးဆက်အတွက်ကောင်းဆောင်ပဲလို့ဆိုတယ်။ဒီနေ့အတွက်တကယ်လူလို့လည်းပြောကြတယ်။လူငယ်တွေကလည်းသူဟာအမိုက်ဆရောစရာတွေကလည်းနဲ့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 ရှိနေတဲ့သူလို့မြင်တယ်။၂၀၁၀ခုနှစ်မှာ Time Magazine ကြီးကလည်းဟန်ဟန်ကို ကမ္ဘာမှာဩဇာတရားမှုအရှိဆုံးတရားရစီရင်တဲ့ကိုထည့်ထားတယ်။လူရှာပေါင်ကတော့ဒီစီးရင်ထဲမှာမပါခဲ့ဘူး။ဟန်ဟန်ရဲ့စမ်းကိုတော့ဘယ်သူကမှမငင်းနိုင်ပါဘူး။သူကကားပြိုင်ပွဲမှောင်းတမကရောင်းအကောင်ဆုံးစာရေးစရာတပုံကလေးတယောတော်တော်တမအဲ့ဓာရီအလုံးဖြစ်ခဲ့တယ်။ဒါပေမဲ့သူကစိုးရရောတခြားကုမ္ပဏီတွေရဲ့အဝယ်ကိုမခံဘူး။အခုသူကအသက်28နှစ်ပဲရှိသေးတယ်။ လူတွေကတရုတ်လူအတိုင်းဝန်တွေကအစီအငုံတက်တာတွေမတရားမမျှတာတွေကိုတုတ်ထီရေးတယ်သူ့ဘလော့ကိုတိတ်သဘောကြတယ်။ကဘာမှာအဖက်ခံရဆုံးဘလော့တဲမှာတော့ပါနေသေးတာလေ။အဲ့ဒီမှာရေးထားတဲ့အများစုအကြောင်းအရာတွေကတော့နိုင်ငံရေးရမှမမှုတွေ bureaucracy စံနာတွေပေါ့သူကတက်ရော့ရုံနေမကပဲတချို့အရာတွေကိုအနှက်အိတ်ပဲအစ်စ်တွေတောင် ဖွင့်လိုက်ပါသေးတယ်။လူကတိတ်ငယ်သေးတော့သူ့တည်ညာကအရွယ်နဲ့တိုင်မလိုက်ဘူးလို့ဆိုရမယ်။အခုထိတော့သူကအကောင်းဆုံး smart ကြဆုံးဆယ်လီတယောက်ပါပဲ။ တကူတဲ့တော်ပြဒနာကတော့အလေးနဲ့အတွေးခေါ်သမားလို့ဆိုတဲ့သူတွေပါဝင် လူတော်တော်များများဟာဟန်ကိုယ်တိုင်ကမရက်ဒီဇင်းနဲ့စင်ပေါ်တင်ပေးနေကြတာပဲလူတွေက သူဟာကောင်းဆောင်တယောက်ဆိုရကိုဆန့်ကျင်တဲ့သူတွေးခေါ်သမားလို့ပြောကြတယ်တကယ်တော့သူကအဲ့ဒီလိုလူမျိုးမဟုတ်ပါဘူးလူတွေကသူ့ကိုအဲ့ဒီလိုလူမျိုးပါလို့ပြောလာလေလေတိတာတင်ရှားလာတာကဒီနေ့ခေတ်ဟာအတန်ကျယ်ကျယ်သမားတွေယူးချောင်ချောင်သမားတွေပြော့ညံ့ညံ့သမားတွေအယုတ်အမာတွေနဲ့ ပြည့်နေတဲ့ခေတ်ဆိုတာပေါ့တကယ်တော့ဟန့်ရဲ့အမြင်မှုဆိုတာသူ့ကိုယ်ပိုင်မှမဟုတ်ပဲလူတွေကသူ့ကိုအဲ့ဒီလိုလူမျိုးပါလို့ပြောလာလေလေတိတာတင်ရှားလာတာကတော့ဒီနေ့ခင်ဟာအတန်ကျဲကျဲသမားတွေယူကြောင်ကြောင်သမားတွေပြော့ညံ့ညံ့သမားတွေအယုတ်သမားတွေရဲ့ခေတ်ဆိုတာပေါ့တကယ်တော့ဟန်ရဲ့အောင်မြင်မှုဆိုတာသူ့ကိုယ်ပိုင်မှမဟုတ်ပဲပေါ်တွန်းစလူတို့ခေတ်ရဲ့အောင်မြင်မှုလေခေတ်တစ်ခေတ်မှာထူးချွန်တင်ရှားနေသူတွေဟာတနည်းအရမှာတော့ တူညီတဲ့အရာတစ်ခုမဟုတ်တစ်ခုရှိတယ်လို့မြင့်ချက်ထုတ်ခြင်းသူရှိမှာပဲဒါပေမဲ့တေချာတာကတော့ကြော်ကြောင်းမှုနဲ့ဩဇာဆိုတာလူတယောက်ရဲ့စရိုက်ဒါမှမဟုတ်ဒီကောင်ညာရည်သွေးတွေနဲ့မပတ်သက်တော့ဘူးဆိုတာပါပဲ။အနောက်ကျမ်းမှာတော့ Perry Hilton နဲ့ Susan Boyle တို့ရဲ့ခစ်ဖြစ်နေပြီ။သူတို့နာမည်ကြီးတယ်ဆိုတာဘာကြောင့်လဲဆိုတာတော့သူတို့နာမည်ကိုအားလုံးကကြားပူးကြတယ်ဒါမှမဟုတ် TV ထဲမှာပေါ်ကြောင်ကြောင်နေလို့ပေါ်ဝင်မလေးကြဘူးအဲ့ဒါတွေကြောင့်ပဲ။ဒီပဲကျမ်းတယောက်မှာတော့ဆိုတော့ Lee Yu Chun ရဲ့ခစ်ပေါ့။သူက Super Girl ဆိုတဲ့ အစိုးပြန်ပွဲမှာအနာရသူလေနောက်တယောက်ကတော့လူရှင်တော်ရှောင်းရှမ်းရန်ပေါ့သူတို့ကိုလူလူကအပိကြတယ်ဆိုတာက ကိုယ့်ဘာသာလျှော့တွက်မိကြတာရော ကိုကိုကိုလည်းအတိအမှန်မပြုတ်နိုင်ကြတာတွေရောကြောင့်ပါမှာပါဟဟန်းကတော့ဒီနှစ်ယောက်နဲ့မတူပါဘူးဒါပေမဲ့တချို့ကသူ့ကိုစင်မောတက်စေချင်ကြတယ်သူကဒီနေ့ခေတ်ဆက်လျင်ချင်းမှုရထွက်ကုန်တခုပေါ့သူကြောင်းပြောရင်လူတွေကငဲသွားမိုက်သွားအောင်မြင်သွားပြုံးပြော်သွားရတယ်လို့မျိုးလေနောက် ကိုယ်တိုင်ကပုံကန်လိုက်ရတယ်လို့ခံစားရတယ်ဒါပေမဲ့စိတ်ပိုင်းအတိညာမိုင်းရအနစ်နာခံစရာလည်းမလိုတော့တီလူလူတွေအကြောင်းပြောရတာတိတ်ကိုလုံလုံချုံချုံပုံကန်ရာရောက်နေတော့ပေါ့ဘယ်သူမှသူ့အကြောင်းပြောဖို့ဝေမလေးကြဘူးတကယ်တော့သူဟာစံပြလူသုံးကောင်ပြည့်စည်ကိုဖြစ်လို့ဒါပေမဲ့ဘယ်ဟာကမြန်ပြီးပြည့်စုံတယ်ရဲ့လို့ရှိလို့လဲဟန်ဟန်တဲ့လူရှောင်ပါကိုနားရှင်မှုဆိုတာမတရားတယ်လို့မသိတော့ပါဘူးဒါပေမဲ့ဒီလူသားနည်းအပေါ်မှာတားရှိတဲ့ လူတို့ရဲ့ဒုမချာနာတဲ့အပြုမူကဒီနေ့ခေတ်မျိုးဆက်ရဲ့ဇာတ်လက္ခဏာကိုနားလည်ဖို့အတွက်အကောင်းဆုံးနမူနာပါပဲ။ဒူရှောင်ပေါအကြောင်းကိုလူတွေကြားထဲမှာဘာလို့ထုတ်မပြောကြတယ်လဲဆိုတော့ထုတ်ပြောရင်အန္တရာယ်ရှိတာကိုခုလိုမျိုးအကြောင်းအရာတွေကိုလစ်လူရှုတာဖြစ်ဖြစ်နှုတ်ဆက်နေတာဖြစ်ဖြစ်ကိုလူတိုင်းကစူပေါင်းလုံးနေကြပြီဆိုတာဟာကျွန်တော်တို့တွေအနေနဲ့အစ်အမပုံကန်ဆန့်ကျင်မှုဒါမှမဟုတ်အမှန်တကယ်လွတ်လပ်မှုကိုစိတ်မဝင်စားကြဘူးလို့ဝန်ခံနေတာပါပဲ။ ။တဟာကျွန်တော်တို့ကြောက်နေကြတာကိုပြတ်တတာပါပဲ။တကယ်လို့အစ်မန်လွတ်လပ်မှုကိုလိုချင်ရင်တခုခုတော့ပေးဆက်ရမှာကိုလွတ်လပ်မှုဆိုတာပုံကန်ဆန့်ကျင်မှုတက်တက်လိုအပ်တာမဟုတ်ပါဘူး။တိကျရှင်းလင်းတဲ့ရည်ချက်မှုမျိုးလည်းလိုအပ်ပါတယ်။ကျွန်တော်တို့အနေနဲ့ကိုယ်ဆောင်ဖြတ်ချက်တကူနဲ့ပတ်သက်တဲ့နောက်ဆက်တွဲဖြစ်လာတာတွေကိုတွေ့နိုင်ကိုင်းတွေ့နိုင်ဖို့အဆင်သင့်ဖြစ်နေရမှာပေါ့ဟဟန့်အကြောင်းကိုစိတ်အားထက်သန်ပြကြတာဟာကျွန်တော်တို့လူတိုင်းဝိုင်းနေနဲ့အစ်မန်လွတ်လပ်မှုတွေတော့ပေးဆက်ကြဖို့ညှင်းဆန်နေကြတဲ့သဘောပါပဲ တယောတန်တစုံတစကိုကြားရလို့ပျော်ရွှင်မိတဲ့အခါတိုင်းမှာဒီဆက်စုပ်ပွဲအာနာစနစ်ထဲမှာပြောင်းမွေနေတဲ့အထဲကိုအားပြစ်မိတာပဲဆိုတဲ့အခုအတွေ့ကိုပြန်လဲစားလိုက်မိတာပဲလေတကယ်တော့ဘာကမှမပြောင်းလဲပါဘူးတယောတယ်ဆိုတာလက်တွေ့အခြေအနေကိုတကဖုံးပေးလိုက်တာပဲလေသူကတော့ဟန်ဟန်နေနဲ့ခုလောက်ကြီးပုတ်ဝဲလင်းလင်းချမပြသင့်ဘူးလို့ပြောကောင်းပြောကြမယ်သူကတချို့အကြောင်းအရာတွေကိုသဘောလောက်သင်ကြားလိုက်ပါလိမ့်နဲ့ပြပြီးစင်မောကဆင့်သွားဈေးွက်တဲ့လျှောက်သွားလိုက်ပေါ်လို့ဆိုကြတယ် သူကလူတိုင်းအတွက်ချင်းချက်ကိုဖြစ်လို့သူတို့ကဟန်ဟန်ရဲ့ကလေးဆန်တဲ့ညင်းချက်တွေကိုအဲ့ဒီကနေထွက်ပေါ်လာတဲ့စင်ကျင်စရာနဲ့ရဲရှင်ပွဲရာရဲ့နာတွေကိုရောပေါ့ဆုံးမှာတော့လူတွေဟာသူတို့ရဲ့ယူမှုရုံးမှုတွေကိုပေးဆက်အမှာပါပဲတကယ်လို့သူတို့ဟာတကယ်အာမေမှုတွေကိုစိတ်ပါဝင်စားကြအောင်ထုတ်ပေါ်ပြသဖို့စိတ်မပြင်းပြဘူးဆိုရင် ရွရွချွန်ချွန်ဇာရိတတက်တီနမူနာကောင်းတွေကိုလည်းမကြည့်ညိုနိုင်ဘူးဆိုရင်ဒါမှမဟုတ်အိဗယ်ပြေးပါတဲ့ကြံဉျံတွေကိုလည်းလက်မခံနိုင်ဘူးဆိုရင်ရှင်တွေနဲ့မှာရှင်လိုပြီးတရားကိုတရားပြစ်တင်ပြီးစိတ်မပါလက်မပါဆက်ဖြစ်နေကြုံကလွဲပြီးတခြားရွေးချယ်စရာရှိမှာမဟုတ်ပါဘူး။ဒါမင်းညာညလူကလည်းမယုံနိုင်လောက်အောင်ကိုမြပြလွန်လီတော့အန်ကြီးမကုံနဲ့ထင်ရောက်ထင်မှားဖြစ်မှုတွေလည်းဖြစ်လို့ပေါ့။တင်းဟာကဘာကြီးကိုပြောင်းလဲလိုက်မိတဲ့အလားအလာအလားပါပဲ။ ဒါပေမဲ့သူ့ရဲ့လူပမာဏကြီးနဲ့သာပြောင်းလဲခဲ့လိုက်တာဖြစ်ပြီးကြီးညိုလောက်ဝင်အောင်မြင်မှုတွေနဲ့ပြောင်းနိုင်ခဲ့တာတော့မဟုတ်ပါဘူး။ဟဟန်လည်းကန်ထုတ်ခံလိုက်ရရောလူတွေယူသွတ်သွားကြပုံများတရုတ်အနေနဲ့တိုးတက်နေပြီဆိုပြီးအံဝဲခံနေတဲ့ဈာကနေဒီနိုင်ငံကြီးကတဲ့လောက်အတက်မဲ့နေနာပြားနေခက်တိန်နေဖြစ်နေတယ်ဆိုတာကိုဖွင့်လှစ်ပြလိုက်တယ်လို့ပါပဲ။ထင်မြင်တဲ့လူငယ်လေးတယောက်ဟာအမှန်စကားတချို့ကိုဆိုခဲ့တယ် ဒီကိရဲ့အကြောတွေကိုဆွဲခါခဲ့တဲ့ဒါကိုဟန်းဟန်းရဲ့အမြင်မှုလို့ပြောကြမယ်စာဒါဟာတာမင်ညောင်ညလူတို့ရဲ့အံပွဲနိုင်ငံတနိုင်ငံရဲ့ကြာရှုံးမှုလို့ခေါ်တာကပိုလက်တွေ့ကြမှာပါပြည့်ရည်မျက်နာကိုပါတီကိုတည်ဆာရှိခြင်း2010ဩဂုတ်30တည်ဆာရှိခြင်းရဲ့ဒုတိယမျိုးစားဆိုတဲ့အစီအတွဲကိုစာရေးဆရာ လူဘီယန်ကရေးသားခဲ့ပါတယ် ် DSC တွေကတနိုင်ငံလုံးမှာညှင်းကုံစရာတွေကိုဖြစ်စေခဲ့တယ်။ DSC တွေပြောပြတာကတစ္ဆာရှိခြင်းဆိုတာ၃မျိုးရှိတယ်။ပထမဆုံးတစ်မျိုးကလူတွေကသူတို့ကိုဘာလို့ရမယ်လို့ပြောထားတဲ့အရာတွေကိုဘာမှညှင်းဆန်နေပဲအကုန်လိုက်လောက်တာပေါ့။ဒုတိယတစ်မျိုးကတော့အက်စီထဲမှာပါတဲ့ဇက်ဆောင်နေရာဖြစ်တဲ့ချမ်းရှိကျုံနဲ့နီရှုချံတို့ကနေပြီးတစ်ဆင့်ပြောပြသွားတာပါ။ ဒုတိယတစ်မျိုးကတော့အစည်းထဲမှာပါတဲ့ဇက်ဆောင်တရားဖြစ်တဲ့ချမ်းရှိကျုံနဲ့နီယူရှန်တို့ကတစဉ်ပြောပြသွားတာပါအဲ့ဒါကတော့သူတို့ကသူတို့ကင်ဆွဲထားတဲ့မူဝါဒကိုမစွန့်လွတ်ဖို့အတွက်အန်ရီကိုရင်ဆိုင်ပြီးဆွတ်လွတ်အနစ်နာခံပြခဲ့ကြတယ်ဒုတိယမျိုးစားကတော့အန်ရီအကြီးဆုံးပေါ့ဒီတစ္ဆာရှိမှုကိုပြဖို့ကတော့အဲ့ဒီလူဟာကိုဇိုးစီဝါကလွယ်ပြီးဘာကုမကိူးဆိုင်တာပါပဲအဲ့ဒီလူမျိုးဟာဒီနေ့ ဒီကောင်းဆောင်ပေါ်တစ္ဆာရှိပြပြီးနောက်တစ်နေ့မှာနောက်တစ်ရက်ကိုပြောင်းပြီးယူချိုးပြသူတွေပေါ့မော်စီတော်အောက်ချုံမှုရဲ့အရေးအောက်ကကံကောင်းမလွတ်တတ်သေးခြင်း1985ခုနှစ်မှာတစ္ဆာရှိခြင်းဒုတိယမျိုးစားဆိုတဲ့စာတမ်းကိုပုံနှိပ်ထုတ်ဝေလိုက်ပါတယ်လူသူကအဲ့ဒီထဲကအချက်လက်တွေကိုတူးဆပြီးတကယ်ဖြစ်ပြနေတဲ့အမှန်တရားကိုရှာဖွေခဲ့တယ်ဘာကများတုတ်ပြည်ကြီးကိုလက်ရာဆန့်ကျင်ရေးလှုပ်ရှားမှုခုံပြန်ကျော်လွာရှိသူသွားစီမံကိန်းကြီးနဲ့ညင်ကျင်းမှုတော်လန်ရေးလိုမျိုးဘေးဒဏ်တွေတစ်ခုပြီးတစ်ခုဇက်တိုက်ဖြစ်စေခဲ့တာပါလေ လူမီယန်ကတော့တရုတ်ရဲ့ကြီးကွဲစရာခန်းဆက်တွေရဲ့ရင်းမြစ်ဟာလူတွေရဲ့ဇာရိတာဆုပ်ယူလာမှုပဲလို့တွေးခဲ့ပါတယ်။သူ့ပြေကတော့သူ့စာတန်းထဲမှာပါတဲ့ပုံကုန်ညကိုစုပုံချီးမွမ်းလိုက်တာပါပဲ။ဒီစားတဲ့ကဇက်ကောင်တွေကပါတီကိုတတိပေးနေဆိုတော့စာလုံးရေတန်းမကပါတဲ့ဆွတ်ဆွဲစားဆဲစားကိုရေးကြပါတယ်။အတိလိုဝေဖန်ခဲ့ပေမဲ့သူတို့ဟာပါတီပေါ်တည်ခံပြီးတော့ကိုတစ်စားခံပါတယ်လို့ယူမှုဆိုခဲ့ကြပါတယ်။သူတို့ဟာဘျူရိုကရေစီယန်းနီးယားနဲ့လူမှု မတရားမမျှတမှုတွေကိုဝေဖန်စိန်ခေါ်နိုင်စွမ်းရှိကြတယ်ဒါပေမဲ့သူတို့ဘယ်တော့မှတဘောမပေါက်ခဲ့ကြတာကပထမဆုံးပြဿနာကအဲ့ဒီစနစ်ကိုယ်တိုင်ပဲဆိုတာကိုပါလူတော်တော်များများကတော့တရုတ်ကွန်မြူနီပါတီနဲ့ပတ်သက်ရင်ယုံကြည်မှုနည်းကျင့်တော့ရှိကြသေးတယ်ဆိုတော့အဲ့ဒီလက်ရာဆန့်ကျင်ရေးလှုံ့ဆော်မှုခုံပြန်ကျော်လွှားရှိသူသားစီမံကိန်းကြီးနဲ့ရင်ကျေးမှုတော်လှန်ရေးဆိုတာတွေဟာကွန်မြူနီပန်းနိုင်သွားရလမ်းမှာကံကြေခဲ့တဲ့အခိုက်အတန့်သားလို့ယုံကြည်နေသေးတာမျိုးပေါ့ ပါတီကားဆောင်တွေကမှန်မှန်ကန်ကန်လုပ်လိုက်တဲ့အဆုံးတနေ့မှာတော့ပါတီကပြန်ကောင်းသွားပြီးတရုတ်ပြည်ကြီးလည်းလမ်းမှန်ပေါ်ရောက်သွားမှာပေါ့တဲ့။နောက်23နှစ်လဲကြာရောအဲ့ဒီအိမ်မက်တွေလည်းအငွေ့ပြန်သွားရောပဲ။ပါတီရဲ့စံပြဖြစ်နိုင်တဲ့လာလာတွေလည်းလုံးဝအောက်သွင်းပြောင်းဆုံးသွားပြီးပါတီဝင်တွေရောအားရှိတွေပါသူတို့ ကိုကြိုးစည်းပွားကိုသာရှာတက်ဖွေတတ်တဲ့လက်ပေးလို့ရတဲ့စီးပွားရေးသမားတွေဖြစ်သွားကြရတာပါပဲ။သူတို့ကအကျုံးမြတ်ကိုပဲယုံကြည်ကြတယ်။ ဒါပေါ့ပါတီအပေါ်နိုင်ငံပေါ်သစ္စာရှိစေဆိုတာမျိုးပြသဖို့တော့လိုအပ်တာပေါ့သူတို့ရဲ့တရားဝင်မိန့်ခွန်းတွေမှာတော့ပါတီလူထုနဲ့နိုင်ငံပေါ်ဘယ်လောက်သစ္စာရှိကြောင်းတွေရေးရွတ်ကြပါတယ်လက္ခဏာဝင်မှာတော့သူတို့ဟာဘယ်အုပ်စုဘယ်ကောင်းဆောင်ပုံမှန်တော့တည်ဆောင်ရှိချောင်းတွေကိုပြတာကြပါတယ်။ဘာလို့လဲဆိုတော့ပုံကိုရေးဆက်သွဲကပဲသူတို့ရဲ့ယာလူအစင်တန်းကိုမပြောက်သွားအောင်လုပ်ထားပေးနိုင်တာကိုဘယ်သူကမှအခုလိုဆန့်ကျင်မဲ့ဖြစ်နေတဲ့တည်ဆောင်နှပါးကိုဖြည့်ရှင်းဖို့အချိန်မယူခဲ့ကြဘူး။ ။ဒါကြောင့်မကြာခဏဆိုသလိုကိုကျိုးနဲ့ပါတီကျိုးကြမှာပြဿနာတွေကမေ့စရာမလိုအောင်ဖြစ်နေပါတော့တယ်။စိုးစုံကတော့နိုင်ငံရဲ့ကြိုးစည်းပွားမြို့သားကြိုးစည်းပွားဆိုတာဟာပါတီရဲ့ကြိုးစည်းပွားအတွက်စရိတ်ခံလိုက်ရလေရှိတာပါပဲ။ဒီလို ကစားကွင်းစည်းမျဉ်းဆိုတာမျိုးကရေးတာမထားတာခက်လင်လင်လိလာစောင့်ကြည့်နေသူတွေကတော့ဇက်ကုံမော်ကဒီကစားကွက်တွေကိုမြင်ရတတ်ပါတယ်။၂၀၁၀ခုနှစ်အောက်တိုဘာလက လီယောင်ယောင်ဟာနိုင်ငံပိုင်ပိုင်ဆိုင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးကော်မရှင်ကနေအနားယူချိန်မှာမိန့်ခွန်းတစ်ခုကိုအခုလိုပြောခဲ့ပါတယ်။ကျွန်တော်တိပောင်းများစွာကျွန်တော်ကိုလေ့ကျင့်သင်ကြားပေးခဲ့တဲ့ပါတီကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကဘိုးအောင်ဆုံးစင်ကနေဆိုရရဲ့ဘိုးကောမဒီအထိလှုပ်လှုပ်ခဲ့ပါတယ်။ကျွန်တော်ဟာတစတစရေးကျက်လာရတဲ့အတွက်ကျွန်တော်အောင်မြင်မှုအတွက်ဒီဒီဇိုင်းလေ့ကျင့်ပေးခဲ့တဲ့ပါတီကိုကျေးဇူးတင်တာပါ။မော်စီတော့ရဲ့တွေးခေါ်ကကျွန်တော်ကိုလူကြီးတယောက်ဖြစ်လာစေပါတယ်။ ိန်းဆောင်ဖေးရန်ပြုပြင်ပြောင်းလဲရေးကကျွန်တော်ကိုခေါင်းဆောင်တရားဖြစ်လာကျင်းစီခဲ့ပါတယ်တတိယမျိုးဆက်ခေါင်းဆောင်တွေကတော့ကျွန်တော်ကိုစီရီယာကေတာဖြစ်ဖို့တိုက်တွန်းခဲ့ပါတယ်ကျွန်တော်ကတော့တမရကိုတစ္ဆာရှိဖို့ပါလီကိုတစ္ဆာရှိဖို့နိုင်ငံကိုတစ္ဆာရှိဖို့နဲ့ကျွန်တော်လောက်ကိုတစ္ဆာရှိဖို့ဆုံးဖြတ်ပါတယ်ကျွန်တော်ကပါတီအတွက်နိုင်ငံအတွက်နဲ့အလုပ်အတွက် ဆုံးဖြတ်ချက်တွေပေါ်မှာပါနောင်နောက်မှမရှိပါဘူး။အသက်66နှစ်အရွယ်လီအောင်ရောင်ရဲ့မိကွန်ကိုဘယ်လိုပြန်အကောင်းဆုံးဝေဖန်နိုင်မှာမလဲ။2003ခုနှစ်မှာစာမိတာဝန်ယူခဲ့တဲ့ကနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့သူကနဲ့လုပ်ငန်းတွေကအပြောင်းအလဲတွေများကြီးဖြစ်ခဲ့ပါတယ်။တရုတ်ပြည်မှာရေးလုပ်ငန်းတွေဟာအမြန်ဆုံးနဲ့ချမ်းသာဆုံးစွမ်းအားကြီးဆုံးလုပ်ငန်းတွေဖြစ်ခဲ့တာပေါ့။ဒါကြောင့်တရုတ်ပြည်တိုးတက်တာရဲ့သင်္ကေတကအဲ့ဒီလုပ်ငန်းတွေပဲဖြစ်ခဲ့တယ်။2008ခုနှစ်မှာ Fox Magazine က ရွေးတဲ့ထိတ်တန်းလုပ်ငန်း900မှာပြည်ရနိုင်ငံမှစီးပွားရေးလုပ်ငန်း16ခုပါလာခဲ့တယ်။ထံကွာ90ကာလအတွေးတုန်းကဒီဝါလီခံရပြီးလူတော်များများအလုပ်ပြုတ်ခဲ့ရတဲ့ဒီလိုကန်းနေကြောင်းမက်မိနေသေးတဲ့သူတွေကဒီလိုပြောင်းလဲကိုတန့်တော်ဖြစ်ကြရတယ်။ထံကွာ98ခုနှစ်မှာနိုင်ငံပိုင်ဆိုင်မှုတွေရဲ့နှစ်စဉ်အမြတ်ပမာဏရွံပေါင်း23.3မှာ3ဘီလီယံရှိခဲ့တယ်။နောက်ဆက်နေကြမှာတော့လာစဉ်ကျိုးမြတ်ကိုယ်တိုင်ကရွံဘီလီယံ100ကျော်သွားခဲ့တာပဲ။ဒီလိုဘျူရိုကရေစီစံပြီးတောင်းကြခဲ့တဲ့ နိုင်ငံမှန်လုပ်ငန်းကြီးတွေကနေရင်းချင်းညရင်းချင်းအသွင်ပြောင်းခဲ့တာပါလား။ကိန်းကင်းတဲ့တွင်ရပဲဖြစ်ဖြစ်တဘာဝအတိုင်းပဲတွေ့တွေ့ဒီလုပ်ငန်းကြီးတွေရဲ့အလုပ်ကံပမာဏနဲ့စမ်းဆောင်ရင်းဟာပုဂ္ဂလိကလုပ်ငန်းကြီးတွေနဲ့ဆိုင်ရှင်နိုင်တဲ့အနေအထားမှမရှိပါဘူး။သူတို့ဘာကြောင့်အောင်မြင်တယ်လဲဆိုတော့တက်ဆိုင်ရာဈေးကွက်တွေကိုလက်ဝဲကြီးအုပ်ထားနိုင်ခဲ့လို့ပါပဲ။သူတို့ဟာအလင်းမြန်ချက်တွင်ကြီးထွားလာနိုင်တာဟာအတုံးတုံးနဲ့တဲ့အကန့်အသတ်မဲ့ချင်းငွေတွေပါပဲ။ဒီလိုလုပ်ငန်းပမာဏက ANN ဓာတ်ဖြစ်တော့ပြဿနာတော်တော်များများကမပြေနိုင်ပဲပြကုန်ကြတယ်။ တို့ရဲ့ထွတ်ထိတ်အာဏာတွေကြောင့်လည်းတန်တရားဖြစ်ပြီးတယ်ဆိုသူတွေကိုသူတို့ကအောက်ဟင့်တားဆီးနိုင်ခဲ့ကြတယ်။နိုင်ငံမှန်လုပ်ငန်းတွေကြီးထွားကျပြန့်လာတာဟာပုဂ္ဂလိကလုပ်ငန်းတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုပိတ်ပင်လိုက်တယ်လို့ဖြစ်တဲ့အပြင်ရှင်ပြိုင်မှုဆိုင်ရာစီမင်းစည်းကမ်းတွေပုံပြတ်ကုန်တော့တယ်။ဒီလိုနဲ့ဒီနေ့ခေတ်စီးပွားရေးလောကမှာအာဏာရဲ့ပုံကိုရေးဆက်ဆံမှုရဲ့ကပဲလွှမ်းမိုးလာတော့တယ်။ဒါမဲ့အဲ့ဒါတွေအားလုံးကိုလီယန်ယန်ကလည်းလျှို့ရှုပေးခဲ့တယ်။သူကတကယ်လဲကွန်မြူနတီပါတီရဲ့အကောင်းဆုံးဖွဲ့ဝင်ဖြစ်ခြင်းဖြစ်မှာပါ။ သူ့မှာရှိတဲ့စွမ်းစာရင်းနဲ့တန်တိတ်ထံမျိုးကဆိုရအရာရှိတော်တော်များများမှမရှိဘူးကိုသူကတော့အရာရာကိုတည်တည်ချာချာလေးထင်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 းလုပ်မယ်ဆိုရင်ခုံပြန်ကြော်လွှားရှိသူသာစီမံကိန်းကြီးလိုမျိုးအမကိုရှောင်နိုင်ပါမယ်စီမံကိန်းစီပါရေးဟာထိရောက်လာလိမ့်မယ်ပေါ့သူကဒီလုပ်ငန်းတွေကိုကူညီပေးပြီးဈေးကွက်မှာအဆင်ပြေအောင်လုပ်နိုင်ခဲ့တယ်လို့ ပါတီရဲ့လက်ဝဲကြီးဟုတ်အာနာအတွက်အထောက်အကူဖြစ်ခဲ့တာမို့သူဟာတစ္ဆာရှိသူလို့သူ့ဘာသာယုံကြည်နေမှာပေါ့အေကန်ကသူဟာအယ်ဗာအိုင်းစတိုင်းရဲ့နာမည်ကျော်စကားဖြစ်တဲ့အာနာပေါ်မှာပြက်ကန်းယုံကြည်တာဟာအမှန်တရားအတွက်ကြီးမားဆုံးရန်သူပဲဆိုတာကိုကြားပုံမရဘူးပဲ သူ့ရဲ့မာနာကြီးတဲ့လောက်ဆောင်ပူတွေဟာနောက်ဆုံးမှာတော့တရုတ်ရဲ့ရေရှည်ကြိုးစည်းပွားကိုထိခိုက်စေခဲ့တာပါပဲ။ချမ်းသာသူတွေကိုလက်ဝဲကြီးအုပ်ထားတာဟာတရုတ်ရဲ့အာဏာပါပါကိုအားဖြစ်ပေးတယ်ဆိုပေမဲ့အဲဒါကြောင့်ပဲအာဂရီတွေပြားလာတယ်၊တည်ယူတန်းလာတယ်၊ပုံဝင်မြင့်လာတယ်၊ဒီလိုလီယောင်ယောင်တွေအားလုံးဟာစနစ်ကြီးပေါ်မှာတကယ်ပဲသစ္စာရှိချသူတွေလား။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတို့တက်ပါ။